်မင်္ဂလာပါဇွန်လ10ရက်နေ့ထိုင်းမြန်မာနယ်စပ်ကအမိုနယ်စပ်စခန်းကို KIU ဦးဆောင်တဲ့ပူပေါက်တပ်တွေက28နှစ်အကြာမှာပြန်လည်သိမ်းပိုက်နိုင်ခဲ့တာကစစ်ကောက်စီရဲ့နယ်စပ်ထိတ်ချုပ်မှုအပေါ်မှာကြီးမားတဲ့တရားမှုဖြစ်စေပါတယ်အဲ့ဒီစခန်းဟာဆေးရည်ရလည်းအရေးပါတယ်လို့စစ်ကောက်စီရဲ့ point 1966စခန်းကိုပါထပ်မံလဲလော်လိုက်ရတဲ့အခြေအနေလည်းဖြစ်ပါတယ် ကရင်ဘက်မှာနောက်ထပ်စစ်တပ်အတွက်အရေးပါလာတဲ့ဥက္ကဋ္ဌစခန်းကို KIU PDF ပူပေါင်းတပ်တွေကဇွန်လဒုတိယအပတ်ကစပြီးတော့ထိုးစစ်ဆင်နေတယ်လို့သိရပါတယ်။အဲ့ဒီစခန်းလည်းပဲစစ်ကောင်စီရဲ့အသက်သွေးကြောတစ်ခုလို့ပဲအရေးပါတာကြောင့်စစ်ကောင်စီဘက်ကအစွမ်းကုန်ခုခံနေတာဖြစ်ပါတယ်။ဒါပေမဲ့ပြက်ကြောက်တဲ့လေရင်တွေပြင်ဆင်ရတဲ့တန်ချက်ကတွေနဲ့အိုနေပြီဖြစ်တဲ့လေရင်ဟောင်းတွေကို ဖြည့်ညက်တုံးဆွဲနေရတာကစစ်ကောင်စီရဲ့အင်အားကျဆင်းမှုကိုထင်ရှားစွာပြသနေတာဖြစ်ပါတယ်။ မြမလေတက်လေဘဲတွေကလေပေါ်ရောက်တာလည်းပဲအသက်ရှင်ဖို့50 50ဘဲလို့တတ်မှတ်ရတဲ့အထစ်ကိုစိတ်တက်ကြဆင်းနေပြီဆိုပြီးစီဒီအမ်ဘုတ်ကြီးကိုစင်ရောကတောက်တက်ထားပါတယ်အဲ့လိုပဲကရင်ပြည်နယ်တန်တောင်ကြီးဒေသနဲ့ကရမ်းနယ်မြေတွေမှာလည်းတိုက်ပွဲတွေဆက်ပြီးဖြစ်ပွားနေပါတယ်ကရမ်းပြည်သက်တပ်ဖွဲ့ဝင်တွေတိုက်ခိုက်ခံရတဲ့သတင်းတွေလည်းရှိပါတယ်အလားတူပဲကချင်ပြည်နယ်ဖားကန့်ဒေသမှာစစ်ကြောထိုးမှုတွေနဲ့အတူမီတူးဆက်တွေမီးရှို့ဖျက်ဆီးခံရတာတွေလည်းရှိနေပြီးတော့ KIA ကလည်းလောက်ခဲမှာရှိနေတဲ့စစ်ကောက်စီကိုတိုက်ခိုက်နေတယ်ဆိုပြီးတော့ဘုံမူကြီးနော့ဘူက BBC မှာပြောထားပါတယ်။ကချင်ပြည်နယ်ဖားကတ်မှာတမမူမူချုပ်ဇော်ဝင်း DSA 42ဦးဆောင်တဲ့ခြေလင်တမဟာတောင်းရက်ဖြစ်စည်းတပ်ဖြတ်မှုတွေကလည်းဆက်ပြီးတော့ရှိနေပါတယ်။ဗီယက်နာမ်မြန်မာထိုင်ခဲ့ရတဲ့တမမူတော်တော်များများဇာသိမ်းမလာကြတာများတယ်ဆိုတဲ့ကိုစင်ရလို့တုံတက်ချက်တွေကလည်းမြန်မာတမိုင်းမှာအကြိမ်ကြိမ်တွေ့ခဲ့ရတဲ့ဖြစ်ရမှန်တွေနဲ့ထပ်တူကြနေတာဖြစ်ပါတယ်။ မန္တလေးတိုင်းတပိတ်ချင်း6မိုင်စခန်းတောက်ကိုကာကွယ်အင်အားစုတွေပြန်လည်ပြီးတော့ခြေကုပ်ယူလာခဲ့တာကတော့စစ်ကောင်စီရဲ့မြေပြင်ထိတ်ချုပ်မှုညွန်နဲ့ကြလာတာကိုပြနေတာဖြစ်ပါတယ်မန္တလေးပြည်ဦးလင်ဖက်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်ဆယောက်ဒုထဝတိမြစ်ပေးကတောင်ကမ်းရွာမှာစောင့်ကြည့်စစ်ဆေးမှုတွေလုပ်နေတာသိရပါတယ်ပဲခူးတက်တဲ့ကနေစစ်ရင်တန်း6စီးမင်္ဂလာတို့လေတပ်တွေဝင်လာတာကတော့ရိတ်ခါခဲရံတွေပို့တာဖြစ်နိုင်တယ်လို့စီရီယာဘုံကြီးကိုစင်ရောကသုံးသပ်ထားပါတယ် ကွေတိုင်းစိတ်ဖြူမြို့နယ်ကနေတန်ချက်ကရင်းနစည်းကိုလည်း6ခက်ကနေကြောက်ဆက်နာကတာခပတန်ချက်ကပြုပြင်ရေးပင်မအလုတ်ရုပ်ကိုပြင်ဆင်ဖို့ပို့လိုက်တော့တွေ့ရပါတယ်။ဒါဟာစစ်တပ်ရဲ့လက်နက်အင်အားထိတ်သိမ်းနိုင်မှုစိတ်ခေါ်ချက်ကိုမိမထိုးပြနေတာဖြစ်ပါတယ်။အဲ့လိုပဲရန်ကုန်တိုင်းမော်ဘီပလတ်တပူပေါင်းဆက်ဆင်ရေးနဲ့လေကြီးတင်တန်းကြောင့်တိုက်ခိုက်ခံရတာတွေကစစ်ကောင်စီရဲ့လေကြောင်းထိတ်ချုပ်မှုပြဿနာတွေကိုထပ်ပြီးတော့ပေါ်လွင်စေပါတယ်။ မကွေးလေတက်စခန်းဌာနချုပ်ကတိုက်လျင်တစည်းမြေခပြီးတဲ့နောက်မှာတော့ဒရုန်းတွေကိုထပ်ပြီးတော့ဆန်းတက်လာတယ်ဆိုတာစစ်မိပြမှာလေချောင်းအသာစီးရဖို့စစ်ကစီဘလော့အသက်အတန်စူးစမ်းနေလဲဆိုတာပြနေတာဖြစ်ပါတယ်တတန်းရင်းတဲ့လေရင်တွေကိုဖြည့်ညစ်ပြီးတော့မြန်မာကတုံဆွဲနေရတဲ့အခြေအနေဟာလေဓာတ်အင်အားရိုက်လဲမှုရဲ့ပြရုပ်တစ်ခုဖြစ်ပါတယ်ဒီဖြစ်စဉ်တွေကစစ်ကောက်စီရဲ့လေချောင်းရံကာကွယ်ရေးနဲ့ လေကြောင်းစစ်စစ်ရေးဆွမ်းဆောင်ရည်တွေအပေါ်မှာမေခေါ်ထုတ်စရာတွေပိုပြီးများလာစေပါတယ်။ရခိုင်စစ်မျက်နှာဖက်တစ်ချက်ကြည့်အောင်ပါ။ရခိုင်ပြည်နယ်စစ်တွေကကံကောကြောကိုအေအေဒိုးကထိတ်ချုပ်နိုင်ခဲ့တာနဲ့အတူစစ်တွေမှာစီးတဲ့တချက်ကရင်တွေဖြစ်စည်းခံရတာဟာလေ AA ရဲ့စေရေးဆောင်ဘက်ကဘယ်လောက်ထိမြင်မာလဲဆိုတာကိုပြနေတာဖြစ်ပါတယ်။ဒါအပြင် AA တို့အကြောက်ဖြူကိုတဖြည်းဖြည်းအချိန်မြင့်ထိုးစစ်ဆေးလာနေပြီဖြစ်ပါတယ်။ ကြောက်ဖြူမှာတရုတ်စီးပွားရေးနေမြောက်နံမှုစာချုပ်တွေဟာလည်းဒီလဇွန်25ရက်နေ့မှာတက်တန်းပြည့်တော့မှာဖြစ်ပါတယ်ဒီအချက်ကလည်းကြောက်ဖြူကိုထိုးစစ်စစ်နေတဲ့အေအေတို့ရဲ့အခြေအနေနဲ့စိတ်ဝင်စားစရာဖြစ်စေပါတယ်အရခတတ်တော့ရခိုင်မြေစစ်တွေမျိုးအတွက်အရေးပါတဲ့ကံကောကျွန်းကိုအေအေတို့လက်ရည်စမ်းပြီးပြီဆိုတော့မကြခင်မှာမေယူမြကံဘေးကပါတလိတ်တရင်ဌာနချုပ်တွေကိုလက်လက်ကြီးနဲ့ပြစ်ခတ်မှုတွေဆက်လာတော့မယ်လို့စီဒီယံပူကြီးကိုစင်ရော်ကအတွက်ဆသုံးသပ်ထားပါတယ် ဒါဟာရခိုင်ပြည်နယ်စည်ရည်တင်းမာမှုတွေပိုပြီးပြင်းထန်လာတော့မဲ့ဆိုတဲ့ရှေ့ပြေးနမိတ်ဖြစ်ပါတယ်။ကြောက်ဖြူမျိုးနယ်ကတိုက်ပွဲတွေမှာစစ်ကောင်စီရဲ့တပ်သားတွေစိတ်ဓာတ်တွေပြိုလဲပြီးတော့ AAC အလံပြူထောင်းအလင်းဝင်နေမှုတွေနေ့စဉ်နဲ့အမျှရှိနေပါတယ်။တန်ငွေပိုက်လိုင်းနဲ့မီတာ6000လောက်ပဲကွာတော့တဲ့အရေးပါတဲ့နေရာတွေမှာတိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပါတယ်။ AA ဟာဇွန်လ12ရက်နေ့ဒီကနေ့အထိ လန်ဒန်နဲ့တကွအလင်းဝင်လာတဲ့သူတွေကိုစုငွေတွေပေးပြီးတော့မိသားစုတွေစီကိုစနစ်တကျပြန်ပို့ပေးနေတယ်လို့သိရပါတယ်။စစ်ကောက်စီစစ်သားတွေနဲ့မိသားစုတွေဟာအပေါ်ယံမာကြောပေမဲ့အတွင်းပိုင်းမှာတော့ပျက်စီးယိုယွင်းနေပြီဆိုတာဒီချက်တွေကပြသနေတာဖြစ်ပါတယ်။အဲ့လိုတစ်ချိန်တည်းမှာပဲနမ်တူမျိုးနဲ့မန်လီကျေးရွာကိုစစ်ကောက်စီကဂျက်ဖိုက်တာနဲ့ဘောက်ဂျက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒါဟာ2025ခုနှစ်ဇွန်လ12ရက်မနေ့အစောပိုင်းမှာဖြစ်ခဲ့တာပါ။ ဒီဘုတ်ကျဲမှုဟာ2024ခုနှစ်ဇန်နဝါရီလ10ရက်နဲ့2023ခုနှစ်ဒီဇင်ဘာ26ရက်ကျဲခဲ့တဲ့နေရာဖြစ်တဲ့စာတင်ကြောင်းနဲ့ဖုန်းကြီးကြောင်းတွေကိုပဲထပ်ပြီးတော့ဘုတ်ကျဲခဲ့တာတွေကနောက်ဆက်တွဲအခြေအနေစိတ်ဝင်စားစရာဖြစ်စေပါတယ်ဒီဘုတ်တွေဟာ2024ခုနှစ်ဇန်နဝါရီ10ရက်နဲ့2023ဒီဇင်ဘာ26ရက်တို့ကစာတင်ကြောင်းနဲ့ဖုန်းကြီးကြောင်းတွေကိုဘုတ်ကျဲခဲ့တာတွေရွတ်နောက်ဆက်တွဲပါပဲ မိပြမှာထိတ်ချုံနိုင်စွမ်းရောနေလာတော့အရက်ဖက်ပြက်မှတ်တွေကိုအာကိုတိုက်ခိုက်လာတာဟာပြိုလဲနေတဲ့စစ်အာဏာရှင်စနစ်ရဲ့နောက်ဆုံးအသက်ရှူတန်တွေလို့ပြောလို့ရပါတယ်။စကိုင်းမန္တလေးလမ်းပိုက်တွေမှာမိုးလိုပေါက်နေတဲ့အခွန်ဂိတ်တွေအလူခံဂိတ်တွေပြည်သူတွေကိုဒုက္ခအမျိုးစုံပေးနေပြီးတော့အဲ့ဒီနေရာမှာတော်လိုက်အဖွဲ့တွေနဲ့ပါထိတ်တိုက်အချင်းချင်းပြန်ပြီးတော့တွဲဆုံမှုရှိနေတာကရှုပ်ထွေးတဲ့နိုင်ငံရေးရဲ့မျက်နှာစာတစ်ခုပါပဲ။မိပြမှာတိုက်ပွဲတွေပို့ပြီးပြင်းထန်လာတဲ့အခြေအနေ လေတက်ကလည်းအိုတက်လည်းပြိုတော့မဲ့အခြေအနေရောက်နေတာဟာမြန်မာ့လူဦးတော်လာရေးရဲ့အလက်ပြောင်းတစ်ခုစီကိုဥတီနေတယ်ဆိုတာကတော့တိတ်ကိုရှင်းပါတယ်နိုင်ငံတကာတန်တမာရေးဖက်ကိုတစ်ချက်ကြည့်ရအောင်ပါနိုင်ငံတကာဖိအားတွေရှုဝက်တန်တမာရေးကစားကွက်တွေဟာလည်းမြန်မာနိုင်ငံရေးရဲ့မရေရာတဲ့ခရီးစဉ်အပေါ်မှာတရားမှုရှိပါတယ်အမေရိကန်ကရိုဟင်ဂျာနေရပ်ပြန်ရေးမှာအေအေတို့နဲ့ဆက်ဆက်တင့်နေဆိုပြီးတော့ကုလသမဂ္ဂမှာပြောထားပါတယ်ဒါဟာဂျူလီဘစ်ရှော့ထုတ်ပြန်ချက်ထွက်လာပြီးတဲ့နောက်မှာ အမေရိကန်ကုလသမဂ္ဂလူမှုစီးပွားရေးဆိုင်ရာကိုယ်စားလှယ်ဖြစ်တဲ့ဂျော်နသန်ရှာရာရဲ့ပြောဆိုချက်ဖြစ်ပါတယ်။အဲဒီမှာပဲတရုတ်ကိုယ်စားလှယ်ဆန်လိုင်ကလည်းရိုဟင်ဂျာအရေးဘင်္ဂလားဒေ့နဲ့မြန်မာနိုင်ငံအဓိကဆွေးနွေးရမှာဖြစ်ပြီးတော့သူတို့အနေနဲ့တန်တမန်အရေးရနဖက်စလုံးကိုကူညီပေးနေတယ်လို့ဝင်ဆွေးနွေးထားပါတယ်။ဒုတိယအခန်းအနေနဲ့ပလဲမှာဘာတွေဖြစ်နေလဲ။ အဲ့ဒီအခြေအနေတွေကမြန်မာဒေါ်လာရေးကို ပို့ပြီးတုံ့လုံးစေမဲ့အဖြစ်အပျက်တွေစတဲ့နေပြီလားဆိုတာတောက်တက်ကြည့်ဖို့လိုပါတယ်။ဇွန်လ10ရက်နေ့သခိုင်းတိုင်းပလဲမြို့နယ်ဇီးပြုကုန်းနားမှာတရုတ်လုံ FTC တိုက်လေရင်ပြကြခဲ့တဲ့ဖြစ်စဉ်ကိုကျွန်တော်အတိအကျမပြောပြခင်မှာကျွန်တော်ဘာကြောင့်ပြောရလဲဆိုတာလေးရှင်းပြချင်ပါတယ်။ဒီလိုပါအခုလိုဗီဒီယိုအတိုလေးတွေဟာတိကျတဲ့သတင်းတွေကိုတော့ကျွန်တော်ခိုင်မာဆိုတော့တုံးသက်ပြီးတော့ message ပို့တဲ့ပုံစံနဲ့ပြောဆိုတာဖြစ်ပါတယ် အဲ့လိုပြောတဲ့အခါတိုင်းအချက်လက်ဒိုင်းကိုတာဝန်ယူပြီးပြောရဆိုတာအလုံးသိပါတယ်လက်ခံစဉ်းစားတဲ့မှန်ချင်းမမှန်ချင်းယုတ်ချင်းမယုတ်ချင်းကတော့ကျွန်တော်တတ်မှတ်လို့မရပါဘူးကျွန်တော်ကတာဝန်ယူတာဝန်ခံပြီးကိုယ့်ဘက်ကအတိအကျပြောနိုင်တာကို ပြောတာဖြစ်ပါတယ် FB ရဲ့အထင်မြင်တုံ့တက်ချက်ကညဘိုင်းမှာကျွန်တော်လွှင့်နေတဲ့တော်လိုင်းလက်ကင်း light အဲ့မှာပဲကျွန်တော်ပြောတာဖြစ်ပါတယ်မြန်မာစစ်တပ်ရဲ့ GFSMD တိုက်လေယာဉ်တစ်စီးကိုမြန်မာ တော်လာရေးတပ်ဖွဲ့တွေကဇွန်လ7ရက်နေ့မှာစကိုင်းတိုင်းပလဲမြို့နယ်မှာပြစ်ချလိုက်တယ်လို့သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။အဲ့ဒီဖြစ်စဉ်ဟာစစ်ကောင်စီရဲ့လေကြောင်းဆိုင်ရဲ့အတွက်လဲကြီးမားတဲ့ထိုးနှက်ချက်တစ်ခုဖြစ်စေပြီးတော့တော်လာရေးနဲ့ပြည်သူတွေအားလုံးအတွက်ကျေနပ်အားရဖွဲ့ရာသတင်းတစ်ခုလည်းဖြစ်ပါတယ်။ဘယ်သူပဲပြစ်ချပြစ်ချပြက်ပြက်ကြက်ကြက်အရေးမကြီးဘူးဆိုတာနားလည်ပါတယ်။ အဲ့ဒီလိုပြောပေမဲ့အလက်ပိုင်းတော်လိုက်ရေးဟာရိုးရှင်းမနေဘူးဆိုတော့ကိုတော့အလုံးသိဖို့လိုအပ်ပါတယ်မိထားလို့လည်းမရပါဘူးစစ်ကောင်စီဘက်ကအဲ့ဒီတိုင်းလေးရင်ဟာအင်ဂျင်ချုပ်ရင်းမှုကြောင့်ပြက်ကျတာလို့ပြောပေမဲ့ PA ကတော့သူတို့ပြစ်ချခဲ့တာလို့ပြောကြခဲ့ပါတယ်ဒီ GF7 တိုင်းလေးရင်တွေကတရုတ်နဲ့ပါကစ္စတန်တို့ပူးပေါင်းထောက်လုပ်တာဖြစ်ပြီး2015စာချုပ်အရမြန်မာစစ်တပ်စီကို2018ကနေ2021ခုနှစ်အတွင်းမှာရောက်ရှိလာတဲ့စက်တစည်းတက်ကတစည်းဖြစ်ပါတယ် အဲ့လိရင်တွေရဲ့နီးပညာပိုင်းဆိုင်ရာပြဿနာတွေပြင်ဆင်ထိတ်သိမ်းမှုအခက်အခဲတွေလည်းရှိတယ်ဆိုပြီးတော့သိရပါတယ်အခုဖြစ်စဉ်ကမြမတော်လာရေးမှာလေချောင်းဆွမ်းအားကိုတာအဓိကမိခုံနေရတဲ့စစ်ကားစီအတွက်ကြီးမားတဲ့စိတ်ခုံမှုတစ်ခုဖြစ်လာစေပြီးတော့ခုခတ်တော်လာရင်အင်အားစုတွေရဲ့လေချောင်းရံကောက်ွယ်ရေးစွမ်းရည်တွေတိုးတက်လာတာကိုပြသလိုက်တာဖြစ်ပါတယ်ဒီလေရင်ကဆက်ချွေလွှဲလို့ပြစ်ကြတာလား ဒါမှမဟုတ်တော်လိုင်းအင်အားစုတွေကပစ်ချဒေါ်လာဆိုတဲ့သတင်းစစ်ပွဲကြီး online ပေါ်မှာအကြီးအကျယ်ဖြစ်နေပါတယ်။လူတွေကတော့ဘသူပဲပစ်ချပစ်ချပြက်ပက်ကြကြဂျင်းနဲ့အားရတဲ့ဆိုပေမဲ့သတင်းတွေရဲ့ပြောဆိုမှုတွေရဲ့မြေပြင်တောင်ဝခံတွေကဘသူတွေလဲဆိုတာကိုလည်းသိဖို့လိုအပ်ပါတယ်။အဲ့ဒီ JF အဲ့ဒီ FTC တိုက်လိရင်ကို BNRA ရင်းကားကသူတို့ RPG နဲ့ရော0.7လက်နက်ကြီးနဲ့ပါ၅ချက်ပြစ်ခတ်ခဲ့တာမှာ၃ချက်ထိမှန်ခဲ့တဲ့ဆိုပြီးတော့ဒီဒီကားဆောင်တဦးကတော့အတီးပြုတ် ပြောပါတယ် ဒါပေမဲ့ PAA အယူကြီးရဲ့လက်အောက်ခံပါကဖားနဲ့ဒေသခံ PDF တွေကလည်းသူတို့ပြစ်ချခဲ့တာလို့ဆိုပါတယ်။တစ်ဖက်မှာလည်းဆက်ချုပ်ရင်းလို့ပြစ်ကြတာလို့လည်းဆိုကြပြန်ပါတယ်။သတိထားရမှာက PAA ဟာဇီးဖြူကောင်းမှတိုက်ပွဲဝင်နေတာမဟုတ်ပါဘူး။ကန်တော့ထက်မှသာတိုက်ပွဲဝင်ခဲ့တာဖြစ်ပါတယ်။အခုပြစ်ကြတဲ့နေရာနဲ့ကန်တော့ဟာ6မိုက်กว่าပါတယ်။အဲ့ဒီအခြေအနေကဘာကိုပြနေလဲဆိုရင်မြေပြင်မှာတကယ်ကိုဘာဖြစ်ခဲ့လဲဆိုတာထက် အဖွဲ့စည်းအချင်းချင်းကြားမှာဂုံယူမှုလွန်ကဲတဲ့သတင်းစစ်ပွဲကြီးဖြစ်လာနေတာကိုကျွန်တော်တို့တွေ့ရပါတယ်။ဒါဟာတော်လိုင်းအတွက်အကြီးမားဆုံးအန်တီတစ်ခုဖြစ်ပါတယ်။အောင်ပွဲတိုင်းကိုဂုံပုတ်လူတဲ့ပွဲလိုမျိုးတတ်မှတ်နေတာဟာငါးပါးမှပရက်တက်နေတယ်လို့မျိုးပါပဲ။အဲ့ဒီအခြေအနေကိုထပ်ပြီးတော့အသေးစိတ်ရှင်းပြရမယ်ဆိုရင်စကိုင်းပလက်နယ်မှာတိုက်ပွဲကနနေရဖြစ်နေတာဖြစ်ပါတယ်။အခုတော့ line ပေါ်မှာတော့အလုံးပြန့်နှံ့သွားပါပြီ။နနေရလုံးတိသွားပါပြီ။ဖြစ်တာကကန်ဒေါင်းနဲ့ ဇီးဖြူကုန်းရွာမှာပါကန်တော့မှာပြီးရအိမ်နဲ့ဖြစ်နေတာဖြစ်ပြီးတော့ဇော်လဆက်ရဲနေမှာတော့မနဲ့အစောပိုင်းကတည်းကစပြီးဇီးဖြူကုန်းမှာတိုက်ပွဲတွေပြင်းထန်နေတယ်ဆိုပြီးတော့သိရပါတယ်အဲ့ဒီမှာက PAA မပါပါဘူးဒေသတွင်းတိုက်ရင်းတွေတိုက်ရင်းတပ်ဖွဲ့တွေကနေပြီးတော့ဝိုင်းပြီးတိုက်နေကြတာဖြစ်ပါတယ်အဲ့ဒီဇီးဖြူကုန်းကို လေကြောင်းပစ်ကူအဖြစ်လာတဲ့ Jet Fighter တစ်စီးဟာဘုံမကျဲခင်ကတည်းကဆက်ချုပ်ရင်းပြီးနေကြလာတာဖြစ်ပါတယ် အဲ့ဒီလိုမျိုးကြောက်လာတဲ့အခြေအနေမှာ point 7နဲ့ပြည့်လို့ကြောက်လာတော့လာတော့ကာကနနာအထောက်ထားပြဖို့မရှိပေမဲ့နေစင်းကြောက်လာတဲ့အခြေအနေအလုံးတည်နေရပါတယ်အဲ့ဒီလေးရင်ထိုးကြောက်လာတာကိုအောက်ကခရိုင်ရင်းတွေကလည်းနည်းနည်းပပဝိုင်းပစ်ခတ်ခဲ့တာရှိပါတယ်ဒါပေမဲ့ပြည့်လို့ကြောက်တဲ့ဆိုတာထက်ကြောက်လာတာကိုဝိုင်းပစ်ကြားတာပဲလို့ပြောလို့ပုံမှန်ပါတယ်ပြည့်လို့ကြောက်တဲ့ဆိုတာထက် ကြားလာတာကိုဝိုင်းပြီးပြကြတယ်လို့ပြောရင်ပုံမှန်ပါတယ်။ BNRA ကတက်ကွက်အတွင်းမှာတော့ပါဝင်ခဲ့တာမရှိပေမဲ့2024ခုနှစ်ကဇီးပြုတ်ဘုတ်ကိုပိတ်ဆို့ဖြတ်တောက်လုံးနေတာဖြစ်တဲ့အတွက်ကြောင့်ဇီးပြုတ်ဘုတ်ကိုပိတ်ဆို့ဖြတ်တောက်လုံးနေတာမို့တာကင်းတနေရာကနေပြီးတော့ BNRA ရင်းငါဖက်ကလည်းနေရင်နှစ်ပတ်လောက်ဝဲပြီးတော့နှိမ့်ချလာတဲ့အချိန်မှာ RPG နဲ့တောက်ချက်လောက်ဝိုင်းပြီးပြခဲ့ပါတယ်။ထိမထိမသိချပေမဲ့ပြကြသွားပြီဆိုပြီးတော့တရေပိတ်ပုံမှုတွေရှိလာပါတယ်။ အစကတည်းကတိတိတတ်တာမူမမှန်ဖြစ်နေတဲ့အခြေအနေမျိုးသတင်းမထုတ်ပြန်ဘဲနဲ့စောင့်ကြည့်နေဖို့သာ BNI ကအညွှန်ကြားထားတယ်လို့သိရပါတယ်။အဲဒီနောက်မှာမြေတွေကသတင်းတွေတက်လာတော့အလုံးဟာနည်းနည်းတော့အံ့ဩသွားခဲ့ပါတယ်။အဲ့လျင်ကိုထိမှန်တဲ့ကြည်ဟာပျက်စီးလောက်အောင်ပြင်းထန်တဲ့လက်လက်ကြည်အမျိုးအစားတွေမဟုတ်ပါဘူး။ခြုံရင်းပြီးတော့ထိုးကြလာတဲ့အချိန်နဲ့ပောက်ကွဲပြီးတော့ပါလာတဲ့ဘုံတွေကပါထက်စစ်ပောက်ကွဲတဲ့အခြေအနေဖြစ်ပါလေ။ အဲ့လိုမျိုးထက်ဆက်ပောက်ကွဲတော့အစနမကြံလောက်အောက်ကိုပဲ GSMD ဟာဆုတ်ပြတ်သွားတာဖြစ်ပါတယ်။ online ပေါ်မှာ social media တွေပေါ်မှာတော့သူပြစ်တဲ့ကိုပြစ်တဲ့နဲ့ငင်းခုတ်ကြစေဖြစ်နေတယ်ဆိုတာတွေ့ရမှာပါ။အဲ့ဒါနဲ့ပတ်သက်ပြီးအရေးကြီးတဲ့ကွယ်လွှဲချက်ကြီးတစ်ခုရှိပါတယ်။ဘာဖြစ်လို့လဲဆိုရင်တေချာပြောနိုင်တာကဒါဟာ PAA တိုက်နေတဲ့ကန်တော့ပေါ်ကလေရင်မဟုတ်ပါဘူး။ဈေးဖြူကုတ်ပွဲကိုဘောက်ကျဖို့လာတဲ့လေရင်ပဲဖြစ်ပါတယ်။ဒါပေမဲ့ line ပေါ်ကအခြေအနေနဲ့အဝေးက ပြည်သူတွေကတော့ PA တိုက်နေတဲ့ကန်တော့တိုက်ပွဲကသတင်းပေါက်တော့မို့လို့သိနေကြပြီးဖြစ်ပါတယ်။ကန်တော့ပွဲကတော့ PA အနီးကပ်စုတ်တီဝင်ရောက်ပြီးဥဆောင်တိုက်နေတယ်လို့သိရပါတယ်။ဒါပေမဲ့ဇွန်လ10ရက်နေ့ပြစ်ကြတဲ့နေ့မှမှနောက်ထပ်ပြင်းထန်နေတဲ့ဇီးပြုတ်ကုန်ပွဲကတော့လေရင်ပြစ်ကြတဲ့ရဲမတိုက်ခင်အထိသတင်းမထွက်လောက်သေးလို့ပြည်သူတွေကတိုက်ပြီးမသိကြပါဘူး။အဲ့ဒီမှာငင်းခုတ်ဖို့ပို့ပြီးအခွင့်ရရသွားကြတာဖြစ်ပါတယ်။အမှန်တကယ် ဲ့ဒီလေရင်ဟာဇီးပြီးဂေါတိုက်ပွဲပေါ်ကိုလာပြီးဘောလာကျဲဖို့ပြန်ဝဲလာတဲ့လေရင်ဖြစ်ပါတယ်။အမှန်တကယ်ကဇီးပြီးဂေါတိုက်ပွဲပေါ်ကိုလာတဲ့လေရင်ဆိုတာကတော့တက်တဲ့အထောက်ထားနဲ့အတိအကျပြောလို့ရတာကြောင့်အမှန်လို့ပြောလို့ရပါတယ်။ဇီးပြီးဂေါတိုက်ပွဲဟာခရိုင်ရင်းတွေဒေတာတွေအဖွဲတွေကစုပြီးတိုက်နေတာဖြစ်ပါတယ်။ BRA အနေနဲ့ကတော့2024ကတည်းကဇီးပြီးဂေါကိုပိတ်ဆို့ထားတာကြောင့်ရှိနေတာဖြစ်ပါတယ်။အဲ့ဒီအခြေအနေအကောလုံးကိုပြောပြခဲ့တဲ့မိပင်ငေါဆောင်ကသူကထပ်ပြီးတော့နည်းနည်း ပြောပြချင်တာလေးရှိတယ်ဆိုပြီးပြောပါတယ်။သူပြောတာကလေချောင်းဟာတော်လိုက်အဖွဲတွေအတွက်ရောပြည်သူတွေအတွက်ရောစိုးရိမ်စရာအခြေအနေတစ်ခုပါ။လေချောင်းနဲ့ပတ်သက်ပြီးတုံ့ပြန်နိုင်ဖို့ကြိုးစားနေကြပေမဲ့ ERO တွေကလွယ်ပြီးအရာမထင်နိုင်ကြသေးပါဘူး။ဒါပေမဲ့တစ်ခုတော့ရှိပါလေ။လေရင်အမျိုးအစားအလိုက်ရော စက်တိုက်ကြာရှည်အသုံးပြုမှုတွေကြောင့်ရောအဲ့ဒီဖက်ကမဖြစ်စီနိုင်သေးတဲ့အခြေအနေမှာတောင်မှပြန်တန်းရင်းနဲ့ချုပ်ရင်း ပျက်စီးမှုတွေဆက်တိုက်ဆက်တိုက်ရှိလာနိုင်တယ်လို့သူကထောက်ပြထားပါတယ်။ပြည်သူတွေအားလုံးစစ်ပွဲတွေကနေအ мян ဆုံးလွတ်မြောက်ပြီးတော့ကောင်းမွန်တဲ့ရလဒ်တစ်ခုနဲ့အေးချမ်းဖွံ့ဖြိုးနိုင်ကြပါစေလို့အဲ့ဒီမြေပြင်ကားဆောင်ကဆူတောင်းရင်အပီကိုပြောကြားခဲ့တာဖြစ်ပါတယ်။သတင်းဦးပြောဆိုမှုဂုံပုတ်ပြိုင်ပွဲအခြေအနေမျိုးဟာရေရှည်ညီညွတ်မှုတစ်ခုကိုပြပြစေပြီးတော့လက်ရှိပြင်းထန်တဲ့တော်လန်ရေးရဲ့တန်းတိုင်ကိုပါဝါမျိုးသွားစေနိုင်ပါတယ်။ဒီကောချုံနေနဲ့ပြောချင်တာကပလဲမျိုးနဲ့မှာ တိုင်းလီရင်ပြက်ကျခဲ့တဲ့ဖြစ်စဉ်ဟာတော်လိုင်းအင်အားစုတွေအတွက်တော့အခွင့်အလမ်းကြီးတစ်ခုဖြစ်ပါတယ်။အဲ့ဒီအခွင့်အကောင်းကိုယူပြီးလေကြောင်းရကာကွယ်ရေးတွေအတွက်လိုအပ်တဲ့နည်းပညာတွေလေ့ကျင့်မှုတွေလက်နက်တွေကိုပုံမှုအားဖြည့်ထားဖို့လိုပါတယ်။မြေပြင်အသာစီးရဖို့အလုပ်ပူပေါင်းတိုက်နေတဲ့အခြေအနေကရင်ဘက်မှာဥက္ကဋ္ဌစခန်းလိုမျိုးကချင်ဘက်မှာဖားကန့်လိုမျိုးအရေးပါတဲ့အနေအရာတွေမှာတိုက်ပွဲတွေဖြစ်နေတဲ့အခြေအနေမှာစစ်ကောက်စီကလေကြောင်းနဲ့အဲ့ဒီထောက်ဖို့လမ်းကြောင်းတွေကိုတော့အာယုံဆိုင်ခုခံနေတာကိုကြည့်ရင်အင်အားကျဆင်းမှု ထင်ရှားတာအင်အားကျစိမ်းမှုကိုတင်းတင်းရှားရှားပြသနေတာဖြစ်ပါတယ်ပြီးတော့တော်လိုင်းအားစုတွေအနေနဲ့စစ်ကောက်စီတပ်တွေရဲ့အခြေစိုက်စခန်းတွေရိခာတည်ယူတဲ့လမ်းကြောင်းတွေဆက်သွယ်ရေးလမ်းကြောင်းတွေကိုတစ်ချိန်တည်းစက်တိုက်စက်တိုက်ဖျက်တောက်ဖြစ်အားပေးတိုက်ခိုက်ဖို့လိုအပ်ပါတယ်မြန်မာနယ်ဦးတော်လိုင်းဟာလက်ရှိအခြေအနေမှာအလက်ပြောင်းတစ်ခုစီကိုဦးတည်နေတယ်ဆိုတာကတော့ရှင်းရှင်းလင်းလင်းတွေ့နေရတယ်ဆိုတာကိုညီကိုချုပ်တင်ပြချင်ပါတယ်